ဒီကောက်နန်ရဲ့ block system မှာတော့ Germany နိုင်ငံ Berlin မြို့မှာရှိတဲ့သမိုင်းဝင်အထင်ကြီးနေရာတွေကိုခေါ်သွားပြမှာဖြစ်ပါတယ်ဟမ်အခုနှမ်းရောက်နေတဲ့နေရာကတော့ဒီ Brandenburg Gate ပါသောဒီကိတ်အကြောင်းနဲ့ပတ်သက်ပြီးတမိုင်းဝင်အကြောင်းအရာတွေအများကြီးရှိပါတယ်။ဒါပေမဲ့နန်ကအချို့သောအချက်တွေပဲပြောပြပေးသမှာဖြစ်ပါတယ်။ဒီ Brandenburg Gate အကြောင်းကိုအနည်းငယ်ပြောရမယ်ဆိုလို့ရှိရင် အရင်ကရှေးပါလင်နဲ့အနောက်ပါလင်ဆိုရက်ဒီခွဲထားတဲ့ gate ပေါ့နော်ဆိုတော့ဒီအရှေ့ပါလင်နဲ့အနောက်ပါလင်ကြောင်းပြောရမယ်ဆိုလို့ရှိရင်လည်းအရှေ့ကြီးပဲပေါ့ဆိုတော့ဒီတမိုင်းကြောင်းအရဆိုလို့ရှိရင်တော့အော်ဆိုလိုတာကဒီအရှေ့ပါလင်မှာ နေတဲ့သူတွေကအရန်ဆင်းရဲပြီးတော့ဒီအနောက်ပါလင်ကိုမတော်အောင်ပိုင်းခြားထားတဲ့ gate ဖြစ်ပါတယ်ဆိုဒီကဲ့ရဲ့တက်တန်းကိုအနေငယ်ခန့်မှန်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ကဲ့ရဲ့တက်တန်းက200တော့ကျော်ပြီပေါ့နော်ဒီကဲ့ရဲ့အမြင့်ပေရပြောမယ်ဆိုလို့ရှိရင်တော့ဒီ65ပေလောက်ရှိပါတယ် ဒီဂိမ်းနဲ့ပတ်သက်ပြီးတော့တခြားသောသမိုင်းဝင်အကြောင်းအရာတွေအများကြီးရှိပါတယ်။နပိုလီယန်ခေတ်အကြောင်းပဲပြောမလား။ဒီခိုးဝါသမိုင်းအကြောင်းလည်းပြောမလားဆိုတာပြောစရာအများကြီးရှိပါတယ်။ဒါပေမဲ့နာကတော့အများကြီးတော့မပြောတော့ပါဘူး။ဆိုတော့ဟိုဒီ Brandenburg Gate ကဟိုကိုရီငယ်ရောဆိုလို့ရှိရင်ဒီ TV ဖန်သားပြင်ပုံမှာပဲမြင်ပူးတယ်ပေါ့နော်။ဒါမှမဟုတ်လည်းအခုဒီကိုယ့်ရဲ့အာမျက်စိရှိမှာ ကိုကြည့်လိုက်တဲ့အချိန်မှာအော်ဒါ brandable gate ပါလားဆိုတာအရန်ကိုဟိုစိတ်ဝင်စားစရာကောင်းတယ်ပေါ့နော်ပြီးလို့ရှိရင်သူတို့တိဆောက်ထားတဲ့ဒီရဲ့ artics တွေတိဆောက်ထားတဲ့သူရဲ့ structure တွေလည်းအရန် heavy ဖြစ်တယ်ပြီးတော့ဒီအနီနာတဝိုက်မှာဆိုလို့ရှိရင်လည်းတမိုင်းဝင်အကြောင်းရတဲ့အများကြီးရှိပါတယ်အာသူရဲ့ဟိုဘက်တစ်ဖက်မှာဆိုလို့ရှိရင်လည်းဒီ bank တွေပေါ့နော်ဒီသူတို့ရဲ့ bank တွေဟိုအကြီးပဲအဆောက်အဦတွေပြီးလို့ရှိရင်သူတို့ရဲ့ဒီ gate ရဲ့ minimum wait 10မိနစ်တမဟုတ်15မိနစ်လမ်းလျှောက်မယ်ဆိုလို့ရှိရင်ဟိုဘက်ချမ်းမှာကဲကြတော့ဒီအာပါလီ မန်ပေါ့နော်ဒီပါလီမန်လွတ်တော်ခမ်းမဆိုတာအဲ့ဒီဘေးဒင်းကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်လေမဒီကအမျိုးပတ်ဒုပတ်ကအာမျိုးပတ်ကတော့အဲ့ဒီဒုပတ်ကအဲ့ဒါတော့ဒီပတ်ကဒါတရားတော့သူကသတ်မှတ်ဝဲရတာ တကူတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းကြောင့်နောက်တစ်ခုရမယ်ဆိုလို့ရှိရင်တော့ Holocaust Memorial ဖြစ်ပါတယ်။ Sorry တနည်းအားဖြင့် ဒုတိယကဘာစစ်မှာတပြခံခဲ့ရတဲ့ဂျူးလူမျိုးပေါင်း6တန်းကျော်အတွက်ဒီ memory အနေနဲ့မြို့လယ်ကောင်မှာတည်ဆောက်ထားတဲ့ Holocaust memory ဖြစ်ပါတယ်။ဘယ်မှာလဲမလို့တာ။ဒါဘယ်မှာလဲ။ဘယ်မှာလဲ။ ဒီနေရာကလည်းဒီ Brandenburg ကရဲ့ကရဲ့မှာပဲတရှိပါတယ်။ဆိုဒီ memory ဟာဆိုလို့ရှိရင် complete တုံးပေါင်း1931ခုတရှိပြီးတော့မတူညီတဲ့အမြင့်ပေများနဲ့တိစောက်ကြပါတယ်။ဆိုကျွန်မတရားတလောက်ဆိုလို့ရှိရင်အာဒီ memory ကိုပေါ့နော်တိစောက်ပြီးစီးဖို့အတွက်အာ6နှစ်နေပါလောက်အချိန်ကြာခဲ့တယ်လို့ကျွန်မသိရတယ်။ Saudi Memorial ရဲ့အောက်ဘက်မှာဆိုလို့ရှိရင် Underground Information Center ဆိုတာရှိပါတယ်။ So အဲ့ဒီ Underground Information Center ကိုသွားချင်တယ်ဆိုလို့ရှိရင်တော့ဟိုသွားလို့ရတယ်။ဒါ free ပဲပေါ့နော်။ ticket တွေပါလေပတ်စံတွေအဝင်ကြေးတွေပေးစရာမလိုပါဘူး။ဒါပေမဲ့အဲ့ဒီနေရာသွားဖို့အတွက်ကစီ security check တွေတော့ဖြတ်ရတာတွေရှိတယ်။ပြီးလို့ရှိရင်အဲ့ဒီနေရာရောက်တာနဲ့ကျမတို့ဒီတပ်ပုံတွေဗီဒီယိုတွေရိုက်ခွင့်မပြုပါဘူး အဲဘာဖြစ်ရဆိုတော့တချို့တော့ဒီသမိုင်းကြောင်းအရာတွေအချို့ဒီ sensitive information တွေကအဲအများကြီးပါတယ်ပေါ့နော်အဲ့ထဲမှာဆိုလို့ရှိရင်ဆိုတော့အဲ့နေရာရောက်ပြီးဆိုလို့ရှိရင်ဒီမှာအဓိကဘာတွေ့ရမှာလဲဆိုတော့အဲသူတို့ရဲ့ဒီသမိုင်းကြောင်းအရင်တော့ဖြစ်တဲ့အကြောင်းအရာတွေကိုသူတို့ကပြန်ပြီးတော့ပြတာခင်းကျင်းထားတဲ့အရာတွေတွေ့မယ်ပြီးလို့ရှိရင်ဒီသမိုင်းကြောင်းမှာဖြစ်ဖြစ်ခဲ့တဲ့အကြောင်းတွေပေါ့နော်အဓိကဒီကျူးလူမျိုးများကိုဒီတုတ်တင်ရှင်းလင်းခဲ့တဲ့ အမှတ်တအကြောင်းတွေကိုကျွန်မအဓိကမြင်တွေ့ရမှာပါဆိုတော့အဲ့နေရာကတော့အကျယ်ကြီးပဲပေါ့နော်ဒီ 3D ပုံစံတွေရောဒီလိုမျိုးပြတိုက်လို့ပုံစံသူတို့လုပ်ထားတာရှိပါတယ်ဆိုတော့ကျွန်မတို့အဲ့နေရာရောက်ခဲ့တယ်ဒါပေမဲ့ဒီတက်ပုံတို့ဗီဒီယိုတို့မှတ်တမ်းတင်တဲ့နေရာမှာမခွင့်ပြုတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်မအဲ့ဒီနဲ့ပတ်သက်ပြီးတော့အမှတ်တတွေမတင်ခဲ့ရပါဘူး ဆိုတော့ကျမတို့ဒီဂျာမနီနိုင်ငံရောက်မယ်ဆိုလို့ရှိရင်တော့ဘာလင်မြို့ကိုမဖြစ်မနေလာဖို့ကျမတို့က recommend ပေးချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီဘာလင်မြို့မှာဆိုလို့ရှိရင်ကျမမထင်မှန်တဲ့ဒီတမိုင်းအကြောင်းအရာတွေကျမငငယ်တော့ကကပတမိုင်းမှာဟိုဖတ်ခဲ့တဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်။ဒီနေ့ကျတော့ကျမကဒီအထင်ကရနေရနှစ်ခုပဲအာပြနိုင်သေးတယ်ပေါ့နော်။နောက်နေရဲ့ broadcasting ကတော့ဒီလောက်ပါပဲ။အားလုံးစိတ်ဝင်စားစရာကောင်းမယ်လို့လည်းမျှော်လင့်ပါတယ်။